အမေကတော့လက်ကျိုးသွားတယ်ပေါ့နော်လက်ကျိုးသွားတယ်ပြီးတော့မထိုင်နိုင်တော့ဘူးခါခါခါကတော့အစ်စ်ချော်သွားတယ်ပေါ့နော်ဒါပေမဲ့အဓိကကအဲ့ချိန်မှလုံးကဓာတ်မှန်လေးလည်းရိုက်လို့ရလဲမရဟိုမီဒီယာလည်းပြက်ဆိုတော့အမေကိုဒီတိုင်းပဲခဏလေးပဲထားထားပြီးတော့၃ရက်လောက်အမေကိုယ်တိုင်ဒဏ်ရာလေးခံစားလိုက်ရသေးတယ်ပြီးကမှကျွန်တော်အခုရန်ကုန်ခေါ်လာပြီးတော့အမေကိုစိတ်ကူးတာပေးနေရပါဟိုပြင်မနာမှာအရန်လဲလိုအပ်တယ်ဒါပြင်မနာအတွက်ကျွန်တော် speak out လုပ်တာပါ။တွားကြည့်ရင်သိမှာပါ အနန္တတိလည်းအများကြီးဆိုးတယ်ပေါ့နော်တလန်းလုံးတစ်မျိုးလုံးမှလည်းပုတ်ဆိုရင်းနဲ့ဆိုနေပါပဲကျွန်တော်ညနေပိုင်းဆိုင်ငယ်နဲ့လှည့်ပတ်တဲ့အချိန်မှာအဲ့လိုလက်ပြက်ချီပြက်တွေကိုလေဈေးထဲမှာကြက်သားတွေငားတွေအဲ့လိုပုံညာထားတဲ့ပုံစံမျိုးပဲချီပြက်လက်ပြက်တွေကိုလမ်းလေးမှာပုံထားပြီးတော့အဲ့လောက်အချိန်ကြီးကိုဆိုးရွားနေတာ ားလုံးလည်းတည်ထားတည်ထားပြီးပြီဖြစ်တယ်ကျွန်တော်တို့ဒီ match လာ28ရက်နေ့မှာပြင်းပြင်းထန်ထန်လိုက်ခဲ့တဲ့ဒီအင်အားပြင်းငယ်လျင်တန်ကြောင့်ကျွန်တော်တို့မြေပြည်တော်ပြင်မနာစကိုင်းအင်းဝမန္တလေးစတဲ့မျိုးတွေမှာတော့အပြည့်စည်တွေများသွားတယ်လူတွေဆုံးမှုတွေအများများသွားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကလည်းတက်နိုင်တဲ့ဘက်ကနေအခုပါဝင်ပြီးတော့ကူညီပေးနေတာပါဒီ28ရက်နေ့မှာကျွန်တော်ငလင်လုတ်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်လည်းမိသားစုနဲ့အတူနေပြည်တော်မှာရောက်နေတာပါကျွန်တော်ကိုယ်တိုင်ကတော့ဘာမှဖြစ်မသွားဘူးဆိုပေမဲ့ကျွန်တော်အမေကတော့လက်ကျိုးသွားတယ်ပေါ့နော်ပြီးတော့ ခါကအမေရခါတစ်စစ်ကျိုးသွားတယ်အခုတော့ဒီနေပြည်တော်ပင်လုံစေးုံအဲ sorry ရန်ကုန်ပင်လုံစေးုံမှာတင်ထားတယ်ပေါ့နော်ရန်ကုန်ဦးကျွန်တော်ပြန်ခေါ်လာတာပေါ့ကျွန်တော်ကဟိုမှာကအမြဲတမ်းလှုပ်နေတာအခုဒီနေ့အထိကိုလှုပ်နေတော့မယ်ဒီနေ့နေ့လယ်ပိုင်းအထိကိုလှုပ်နေတော့မယ်လှုပ်နေတဲ့အခါမှာကျတော့ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်မိသားစုကျွန်တော်လုံးဝစိတ်မချဘူးဒါပေမဲ့အများနဲ့ကျွန်တော်ရဲ့ရန်ကုန်မှာကျတော့ကျွန်တော်ဘုရှင်ဝါနဲ့အတူချစ်ညီကိုမြာဗလာဟိတအတင်းဆိုတာလေးကျွန်တော်ကဖွဲ့စည်းထားတယ်ဖွဲ့စည်းထားတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်ကဟိုမှာငန်းလင်း တောင်ခန်းစားနေတဲ့အချိန်မှာကလေးတွေဘက်ကနေအများကြီးအသက်တွေရောအကူအညီချင်တဲ့စိတ်ကြီးရှိတဲ့အခါကျတော့ကျွန်တော်ရဲ့ personality အကုန်လုံးမေ့ထားပြီးတော့ကျွန်တော်မနေ့ကမှရန်ကုန်ကိုရောက်ပါတယ်အခုကျွန်တော်ကျွန်တော်ရဲ့အသင်းသူအသင်းသားအယောက်40ကျော်နဲ့အတူတူကျွန်တော်အခုစံပြဈေးရှိမှာအလုပ်ခံပေးနေပါတယ်ကျွန်တော်ကဖြစ်တဲ့အချိန်မှာ7နှစ်ရွယ်ဝန်းကျင်မှာကျွန်တော်ကကားနဲ့ပေါ့နော်အိမ်ကိုပြန်လာနေတာပြန်လာနေတဲ့အချိန်မှာကျွန်တော်တို့ကားကိုအနောက်ကနေအဲ့လိုစောင့်တွန်းလိုက်တယ်လို့မျိုးဖြစ်သွားတယ် ဖြစ်တဲ့အချိန်မှာကားများတိုက်တာလားဆိုတော့ကျွန်တော်ကားကိုထွက်ကြည့်တဲ့အချိန်မှာကျွန်တော်ရဲ့ကန်ချောင်းလာရလားလို့ပဲပြောလို့ရမယ်ပေါ့နော်ကျွန်တော်ရောက်နေတဲ့နေရာမှာတစ်ပင်လည်းမရှိဘူးပြီးတော့ဓာတ်တိုင်လည်းလုံးဝမရှိဘူးအဲ့အချိန်မှာလေပြင်မနာမျိုးကြီးတစ်ခုလုံးကဖုန်နေလွမ်းပြီးတော့လေအပြိုပြိုအလဲလဲဓာတ်တိုင်နေရာလဲတိုက်တရားပြိုဆိုတဲ့မြင်ဝင်းကိုကျွန်တော်ကိုယ်တိုင်မျက်မြင်မျက်မြင်ပြီးတော့ကြည့်ခဲ့ရတာပေါ့နော်အဲ့အချိန်မှာပထမဆုံးသတိရတာကတော့အမေပေါ့အမေကအိမ်မှာတယောက်တည်းနေတာရယ်ပြီးတော့အမေကအားကိုးတာကျွန်တော်ကိုပဲအားကိုးရတာ ကျွန်တော်မှာအမားရှိရယ်အမေမေရှိရယ်ဒါပေမဲ့မိသားစုမှာအာကူအားထားเสียရဆိုလို့ယောက်ျားလေးအနေနဲ့ကျွန်တော်တန်းကွယ်ရှိတော့ချက်ချင်းကျွန်တော်အမေစီကိုပြေးသွားတော့ပေါ့နော်ပြေးသွားချိန်မှာကားတွေကလည်းလမ်းတွေမှာပိတ်ပိတ်တဲ့အခါမှာအမေဆိုတဲ့အသည့်ပဲရှိရယ်ကျွန်တော်ကျွန်တော်ရဲ့လမ်းကနေလမ်းလမ်းထဲမှာအမရယ်ဟိုတိုက်တရလည်းပြိုပြီးတော့ဘေးနားမှာဘောလုံးကွင်းနေရှိတော့အဲ့ဘောလုံးကွင်းကလည်းပြိုကြတော့လေဘလုံးသမားတွေကလည်းလေသွေးထက်တန်ရုံတွေကလမ်းမိမှာထွက်ပြေးပြီးတော့អော်ဟစ်နေကြတာအဲ့ဒီမြင်ငွေကိုအခုချိန်ထိမျက်လုံးတွေကပြန်မထွက်ဘူးတော့ အဲ့ချိန်မှာအမေကိုစိတ်အယံပူနေတဲ့စိတ်နဲ့ကျွန်တော်ပြေးသွားတယ်။ဒါပေမဲ့ကျွန်တော်ပြေးသွားတဲ့အချိန်မှာရက်ကွက်ကကျွန်တော်တို့ဒီပြင်မနာအောင်မင်္ဂလာနှစ်လမ်းမှာရှိတဲ့ရက်ကွက်သူရက်ကွက်သားတွေကအမေကိုပြုစုပေးထားတယ်။အမေကတော့လက်ကျိုးသွားတယ်ပေါ့နော်။လက်ကျိုးသွားတယ်ပြီးတော့မထိုင်နိုင်တော့ဘူး။ခါခါခါကတော့အစ်စ်ချော်သွားတယ်ပေါ့နော်။ဒါပေမဲ့အဓိကကအဲ့ချိန်မှာတော့ဓာတ်မှန်လေးလည်းရိုက်လို့ရလည်းမရ။ဟိုမီဒီယာလည်းပြက်ဆိုတော့အမေကိုဒီတိုင်းပဲခဏလေးပဲထားထားပြီးတော့၃ရက်လောက်အမေကိုယ်တိုင်ဒဏ်ရာလေးခံစားလိုက်ရသေးတယ်။ ပြီးကမှကျွန်တော်အခုရန်ကုန်ခေါ်လာပြီးတော့အမေကိုစိတ်ကူးတာပေးနေရပါဟိုအခုချိန်မှာတော့အကုန်လုံးကတော့အိမ်မက်လိုပဲပေါ့နော်ဒါပေမဲ့တကယ်ဖြစ်ပျက်သွားတဲ့အချိန်မှာ အားလုံးကလည်းမျောလင့်မထားဘူးပြီးတော့ကျွန်တော်တို့ချိန်ရတဲ့ပြည်သူတွေပြီးတော့ယဟန်တန်ဃာတော်တွေပြီးတော့အဲ့ဒီတိုက်တဲ့နေ့မှာကျွန်တော်တို့ကဖြစ်သွားတဲ့နေ့မှာအစ္စလမ်ဘာသာဝင်တွေရဲ့ဗလီတွေအများကြီးအများကြီးပျက်စီးသွားတယ်ခလေးတွေအများကြီးတေဆုံးခဲ့တယ်မူဂျိုချောင်းတွေအများကြီးပျက်စီးခဲ့တယ် အခုကျွန်တော် ပြင်မနာကိုပြန်လာတဲ့အချိန်မှာလဲပြင်မနာတစ်မျိုးလုံးမှာဟို ကုညီတဲ့ဟိုတိုက်အဆောင်အုံပစ္စည်းတွေကိုဖယ်တဲ့ဟာဆိုတာမရှိသေးဘူးဟို ပြင်မနာမှာအရန်လဲလိုအပ်တယ်ဒါပြင်မနာအတွက်ကျွန်တော် speak out လုပ်တာပါသွားကြည့်ရင်သိမှာပါ အနန္တတိလည်းအများကြီးဆိုးတယ်ပေါ့နော်တလန်းလုံးတစ်မြို့လုံးမှာလည်းပုတ်ဆိုရင်းနဲ့ဆိုနေပါပဲကျွန်တော်ညနေပိုင်းဆိုင်ငယ်နဲ့လှည့်ပတ်တဲ့အချိန်မှာအဲ့လိုလက်ပြက်ချီပြက်တွေကိုလေဈေးထဲမှာကြက်သားတွေငါးတွေအဲ့လိုပုံညာထားတဲ့ပုံစံမျိုးပဲချီပြက်လက်ပြက်တွေကိုလမ်းလေးမှာပုံထားပြီးတော့အဲ့လောက်အချိန်ကြီးတွေကိုဆိုးရွားနေတာဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းဟိုမှာခံစားနေတဲ့အခါမှာဒီကျွန်တော်အမှန်တမ်းပြောရင်တော့ကျွန်တော်မိသားစုကိုပြစ်ပြီးတော့တော့ဘသူကတော့လာချင်ပါလဲပေါ့နော်ဒါပေမဲ့အများနဲ့မိသားစုကိုရှင်တဲ့အချိန်မှာမိသားစုကိုတော့တောင်းပန်ပြီးတော့ကျွန်တော်ရန်ကုန်မှာ ဒီမနေ့ရရဲ့ဒီနေ့ရဲ့မနက်ဖြန်၄ရက်နေ့ပေါ့နှစ်3 4ပေါ့နော်ဒီ3ရက်မှာတော့ကျွန်တော်စံပြဈေးရှိမှာအလူခံပေးနေတယ်ပေါ့နော်ကျွန်တော်၄ရက်နေ့ပြီးပြီဆိုတာနဲ့9ရက်နေ့လောက်ကြာရင်တော့ကျွန်တော်မျိုးကိုကျွန်တော်ပြန်သွားမှာပါဟိုးချိန်တော့ကတော့လေအမှန်တိုင်းပြောရင်အာကိုကို motivate ဖြစ်အောင်တော့နေနေရပါတော့အခုချိန်မှာအရန်စိတ်တက်ကြတယ်ဘုရှင်တို့အလုပ်တွေအကုန်ပြတ်စီးသွားခဲ့တယ်ဒါပေမဲ့အများနဲ့ရှင်တဲ့အခါမှာကိုရဲ့အလုပ်တွေဘလောက်ပဲပြတ်စီးစီပေါ့နော် ကိုချစ်တဲ့ပြည်သူတွေဒုက္ခရောက်နေတော့လုံးဝမမြင်ရပါဘူးเนาะအဲ့ဒီအချိန်မှာတော့ကျက်စီးသွားခဲ့တဲ့မိသားစုတွေကျွန်တော်တို့ကျွန်တော်တို့အယမ်းခင်တဲ့ကောင်းလေးတယောက်ဆိုရင်သူကမုတ်ဖုတ်နေရင်တိုက်ပြီးပြီးတော့ချက်ချင်းအမှန်နေမဲဆုံးပါသွားတာပေါ့เนาะအဲ့လိုအဲ့အတန်ကြီးကြားရတာနားထဲမှာအယမ်းပြည့်နေနေပြီပေါ့เนาะခံလည်းမခံစားနိုင်ဘူးဒါပေမဲ့ကျွန်တော်ခိုတိုင်းကျွန်တော်မိသားစုနဲ့လည်းတက်နိုင်တဲ့ဘက်ကနေအဓိကကန့်ကောက်တာကလေပြင်းမနာတမျိုးလုံးပျက်စီးသွားပြီမဲ့ကျွန်တော်တို့အိမ်ကဘာတစ်ခုမှဖြစ်မသွားဘူး အဲ့ချိန်မှာကျွန်တော်တို့ကျွန်တော်ရဲ့တက်နိုင်တဲ့ဘက်ကနေမီးစက်တွေဝယ်တယ်မီးစက်တွေနှိုးပေးပြီးတော့လမ်းထဲမှာဆိုရင်မီးတွေပေးထားတယ်အဲ့လိုပေါ့နော်တက်နိုင်တဲ့ဘက်ကနေမျိုးစုံကူညီပေးတယ်ကျွန်တော်ပြီးတော့တနေ့ကညနေပိုင်းမှာတော့တန်ဃာတော်တွေကိုပင့်ဖိတ်ပြီးတော့ဒီတည်ဆုံသွားတဲ့သူတွေအတွက်သင်ငန်းတွေကတ်လူခဲ့တယ်ဝိထုငွေတွေကတ်လူခဲ့ပြီးတော့အိမ်ရှိမှာကျွန်တော်ပရိသရားနာတာတွေအဲ့လိုမျိုးလုပ်ပေးခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့ဘက်ကဘာသာရေးယူဆအရာတက်နိုင်တဲ့ဘက်ကနေလုပ်ပေးတာပါ ကျန်တဲ့ဘာသာရေးဘက်ကတက်နိုင်တဲ့သူတွေရှိတယ်ဆိုရင်လည်းလုတ်ဝေးဖို့ကိုကျွန်တော်ဒီနေရာကနေမေတ္တာရက်ခံတောင်းဆိုပါရစေခင်ဗျာအားလုံးကတော့အားလုံးကတော့သူကန်တဲ့သူသွားကြမှာပေါ့နော်စားရက်တယ်ဆိုရင်တော့စားကြပါအင်းတရားဝင်ပြီးတော့တထောင်ပြန်ထွက်မဲ့အလိုမျိုးတော့မလုံးဝမလုပ်စေချင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အားလုံးကနှစ်ဖူးကကြွေချိန်မှကြပြီးတော့ရှာထားရတာနော်အခုကျွန်တော်တို့စံပြစည်းမှာဆိုရင် public area မှာတုံ့ကြတန်းကြရတယ်အကုန်လုံးကငွေဘူးငွေရှမ်းရှိနေလို့လှူနေကြတာတယောက်မှမပါဘူး အကုန်လုံးကတင်းင်းပုံတင်းင်းတွေတော့ချက်တဲနေကြတာနော်အဲ့လိုအဆင်မပြေဖြစ်နေတဲ့ကာလာပတ်လုံးမှာတော့မှကိုတယောက်တည်းအဆင်ပြေဖို့တဘိုတည်းကြည့်မဲ့ကြည့်ပြီးတော့ဒီငွေတွေကိုလိန်ခံမဲ့သူကတော့လိန်ပါနော်ဒါပေမဲ့တနည်းမဟုတ်တနည်းမဟုတ်တနည်းရောတန်နီယာကြီးကတပတ်ပြန်လဲလာအောင်ပါပါအဲ့ဒီအတွက်တော့ချိုးတင်ပြင်ဆင်ထားဖို့ဒါပဲပြောဖို့ရှိပါတယ်ဘုရှိန်ကိုယ်တိုင်လည်းဒီငလျင်ဘေးမှာဘုရှိန်မိသားစုနဲ့အတူထပ်တူခံစားခဲ့ရတာပါဒါပေမဲ့ပြည်သူလူထုတရက်လုံးရောအခုငလျင်ဘေးမှာရင်ဆိုင်နေရတဲ့ ကျွန်တော်ချစ်ရတဲ့မိဘပြည်သူတွေအကုန်လုံးလည်းလုံးဝလုံးဝစိတ်တက်မကြပါနဲ့ကျွန်တော်တို့အခုချိန်မှာအသက်ရှင်ဝင်ပေးစားတယ်ဆိုတာကအရန်ကံကောင်းနေပါပြီနော်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့ထက်အများကြီးဒုက္ခရောက်သွားကြတဲ့သူတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးကူညီပေးမှမယ်ကျွန်တော်တို့အသက်ရှင်ရတဲ့များကာလာပတ်လုံးကျွန်တော်ရဲ့ချစ်ရတဲ့ပြည်သူတွေအပေါ်မှာကျွန်တော်ရဲ့အသက်တွေအကုန်လုံးလှူပြီးလှူဒန်းပေးထားပါတယ်ကျွန်တော်တို့ဆိုရင် အများကြီးပဲအခက်ခဲတွေကြားထဲမှာရှင်သန်ခဲ့ပြီးသွားပြီးရေဘေးတော့လည်းရေဘေးအလျောက်ဦးငလျင်ဘေးလေးငလျင်ဘေးအလျောက်တခြားသောဘေးမျိုးစုံကိုကျွန်တော်တို့ခန်းစားခဲ့ရပြီးသွားပြီးဒါပေမဲ့ဒီလိုအနေအထားမျိုးမှာတင်ကြံခဲ့တယ်ဆိုတာအရန်ကန်ကောင်းနေလို့ပါဒါကြောင့်ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေကူညီပေးသွားပါနော်အဲ့ဒါကြောင့်ကျွန်တော်တို့နဲ့အတူတူလဲပါဝင်ကူညီမယ်ဆိုရင်လည်းကျွန်တော်တို့ဘက်ကနေ welcome လုပ်ပါတယ်ဗီဒီယိုစာပြုကြိုဆိုပါတယ်နော်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးဘေးကင်းကြပါစေ